ကျွန်တော်တို့တာဝန်ကျလာတာပညာရေးကပေါ့ပညာရေးကဆိုကျွန်တော်အကြောင်းစီအရလောက်ပါမှာခင်ဗျအဲ့ကားထဲမှာဒီဆက်ကလည်းတော်တော်ကောင်းနေစက်ပါဟိုလေဆရာကြီးလေရင်းသားစောချေရဲ့မြို့သားစာပေအစုပထမဆုံးရထားတဲ့ကားပေါ့1980ဘဝင်ကျင်းရဟာပေါ့နော်အဲ့ဒီဆက်ကိုရိုက်ပါပါခင်ဗျဝိထုနံပါတ်ကတော့ပန်းမြိုင်လေးကဥယျာဉ်မှုပါဒါပေမဲ့ကျွန်တော်တို့ရဲ့ဇက်ကားကိုနာမည်ပြောင်းထားပါတယ်နေကြီးမှာရွှေလောင်းဆိုပြီးတော့ဟုတ်ကဲ့အဲ့နာမည်လေးကလည်းကျွန်တော်ပေးပြတာပါဗျာ တဘာဝအကြောင်းကျွန်တော်ပြောနေကြဆိုတော့လေတဘာဝအကြောင်း MC ကလူတိုင်းပြောလို့ရတယ်ဟိုကတရုတ်ဆောင်တာကျတော့ဒီကာရီတာတကောင်အတိုင်းပြောရတာပေါ့နော်တခြားလူရဲ့ဝိညာဉ်ဝင်ပြီးတော့ပြောရတာဆိုတော့အဲ့ဒီဘိုင်းဒီမှာအခုဆိုလို့ရှိရင်တော့ကျွန်တော်တော်တော်လေးကိုအဆင်ပြေလာပါပြီပြီးတော့ဇေယအောင်စော်လင်းရဲ့တင်ကြောင်းမှုဇေယဝိုင်းရဲ့တင်ကြောင်းမှုတွေနဲ့အဆင်ပြေပါရဗျဟုတ်အခုဆိုမေဂျာရွေးနေပုံစံပေါ့နော်။ဘယ်မေဂျာကိုအပီတက်ရမလဲဆိုတဲ့ပုံစံနဲ့ရွေးနေတော့ဆိုတော့ဟိုကာရက်တာတိုင်းကို try ကျင်တယ်။ဒါပေမဲ့ try ကျင်တဲ့ကာရက်တာတိုင်းကိုလည်းနှစ်ဝင်နေတယ်ပေါ့ အဲ့လိုမျိုးဆိုတော့ကျွန်တော်ကဒီ character ရွေးချယ်တဲ့ကောင်ကကျွန်တော်ရဲ့တိုက်ပိုင်ဖြစ်တဲ့အောင်ခင်မင်းနဲ့အဲဆနစ်တကျရွေးဖြစ်တဲ့ဇက်ကိုတေးချကြည့်ရဲအောင်ခင်မင်းကတင်ပေးထားတဲ့ role တစ်ခုရှိတယ်။အဲ့ဒီ role တစ်ခုကိုကျွန်တော်ကထိန်းတဲ့အနေနဲ့ဘလို့ရဲ character ကိုလောက်အောင်လဲဆိုတဲ့အပိုင်းတွေရှိပါတယ်။အဲ့ဒီအပိုင်းတွေနဲ့ဒီအောင်ခင်မင်းနဲ့ပဲအောင်ခင်မင်းကချပေးတဲ့ဒီ character တွေနဲ့ပဲရိုက်ဖြစ်နေရပါမယ်။ ဟုတ်ကျွန်တော် career နှစ်ခုလုံးပေါ်မှာရှောင်းနေမှာပါခင်ဗျကျွန်တော်ရဲ့အောက်ခင်မင်းကတင်ပေးထားတဲ့ role ပေါ်မှာမူတည်ပြီးတော့ host အနေနဲ့ရောကျွန်တော်ဒီတရုတ်ဆောင်အနေနဲ့ရော career နှစ်ခုလုံးပေါ်မှာရှောင်းနေပါပြီဟုတ်ကဲ့